မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ9ရက်တနင်္လာနေ့ RR မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တက်ဆက်ပေးမယ့်သတင်းကတော့မောင်တော်ကြားကောင်းတောင်မာရင်းဂျာတူကိုအေကာဓာဖြစ်ထုတ်ပြီးတချို့ကိုဖမ်းဆီးခေါ်ယူသွားတာကြောင့်ရိုဟင်ဂျာတွေနေရဲစွန့်ခွာပိုလမ်းကြောင်းရှာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ မောင်နှောမြို့နယ်မြောက်ပိုင်းဒေသရင်းရခိုင်တပ်တော်အေကာနေမြင်ရှင်လင်းကောင်းစင်တပ်ကပြမဲရိုဟင်ဂျာပြည်သူများအားဖမ်းဆီးထိန်သိမ်းခြင်းဒါပြစ်ထိုးနှက်တိုက်ခိုက်ခြင်းနေအများတွင်ဝင်ရောက်ရှာဖွေ၍ပိုင်ဆိုင်မှုပစ္စည်းများကိုဖျက်ဆီးခြင်းစသည်လုပ်ရများကျူးလွန်နေကြောင်းတတင်းရရှိပါသည် ဒီလိုတမုံ brain mode တစ်ခုကိုလူမျိုးရေးပဏိပခအတွက်စနစ်တန်ဖြစ်အသုံးပြုပြီးနောက်စနစ်ရေးခင်းကိုရခိုင်ချေ site media တွေအကုန်ဝိုင်းပြီးလှုပ်ကြံဖန်တီးပြီးနောက်ယာနဲ့ချီရွင်ကြတွေကိုတပ်ပစ်ခဲ့ပြီးထိတ်နဲ့ချီတဲ့ရွင်ကြတွေကိုဒုက္ခသည်စခန်းတွေမှာယနေ့ထိပိတ်လောင်ထားသလိုယခုတဖန်ရခိုင် media တွေနဲ့လူသိများတဲ့ရခိုင်အုပ်စုဟာမောင်းတော်မျိုးနဲ့ချန်ပီယံချေရကရခိုင်မျိုးသားဦးအင်းထွန်းမောင်ကိုရွင်ကြချေရတွေရဲ့အဆအဖွဲ့ကဖန်စီထားတဲ့အောင်အချိန်ခိုက်လို့ဆ ော်ရေးသားမှုတွေနဲ့အေအေကာနယ်မြေရှင်းလင်းရေးကောင်စင်တက်ပြီးရိုဟင်ဂျာကျေးရွာတွေကိုအင်အားလုံးရင်ဖြစ်ဝင်းရပိတ်ဆို့ထားပြီးအပြစ်မဲ့ရိုဟင်ဂျာပြည်သူတွေကိုရွာလုံးချွတ်လဲကွင်းပြင်တဲ့အငတ်ချကာနေပူခန့်ခိုင်းတာတွေဥပရေမဲ့ဖန်စီတာတွေရွာရီကနေအတင်းနှင်ထုတ်တာတွေကလားတွေကိုတပ်ဖြစ်ရင်ဘာဖြစ်လဲဆိုပြီး ဓာတ်ထုတာတွေစရပြစ်မှုတွေကျူးလွန်နေတာကြောင့်မောင်းနှောမြောက်ပိုင်းနေရင်းကြရကြောင့်စိုးရိမ်မှုမြင့်တက်လာပြီးရွာလုံးတို့နေရာစုခွာထွက်ပြေးဖို့လမ်းကြောင်းတွေရှာနေတယ်လို့သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ရှမန်းနေ့မနက်ပိုင်း7:00နာရီခန့်မှစတင်ပြီးညနေ9:00နာရီခန့်ထိမောင်းနှောမြောက်ပိုင်းကမင်္ဂလာကြီးဦးချင်ကြကြာကောင်းတောင်ကျွာရီကိုအေးကနဲ့မြင်းရှင်းလင်းရေလောက်ခဲ့တယ်။အေးရဲ့တဲ့ရာလုံးရှင်ဖြစ်ရွာရဲဝင်ရောက်ပြီးကလေးမျိုးသမီးလူကြီးမကျဲလက်ကွင်းနဲ့တနေ့ကိုအနည်းပု ခံခိုင်နေနေတွေကိုအေးတသားတွေကမှွေနောက်ရှာဖွေကြတယ်အိမ်သုံးပစ္စည်းတွေကိုပါချုပ်ဖက်ပစ္စည်းကြတာတွေလည်းရှိတယ်ကြားကောင်းအောင်ကြေးရမှာအ ਨੇ ဆုံးရိုဟင်ဂျာ၃ကိုအေးကဖမ်းခေါ်သွားတယ်လို့ရိုဟင်ဂျာတအုပ်ကိုလည်းအေးတပ်ဖွဲ့ဝင်ကတားဖြစ်ထိုးခဲ့တယ်လို့ဒေသခံတွေကဆိုကြပါတယ် ထောင်းစနစ်ရေခင်မဖြစ်ခင်မှာပဲအာကန်ဟာရခိုင်သာဖြစ်ကြောင်းတမိုင်းဆွေးနွေးပွဲလိုလိုပွဲတွေကို RNDP ကဥဆောင်ပြီးရခိုင်တပြည်လုံးအနှံလုပ်ခဲ့တယ်။လူသက်မရိမှုတစ်ခုကိုလူမျိုးရေးပဏိပခအတွက်စနစ်တံဖြစ်သုံးပြုပြီးထောင်းစနစ်ရေခင်ကိုရခိုင်ခြေဆိုင်မီဒီယာတွေအကုန်ဝိုင်းပြီးလှုပ်ကြံဖန်ကြီးခဲ့တယ်။အဲ့ဒီတုန်းကလည်းရခိုင်မီဒီယာတွေအကုန်ဝိုင်းပြီးရိုဟင်ဂျာတွေကိုကိုယ်အိမ်ကိုမီးရှို့ရဲပါညာလျှောက်ဖွာပြီးရှုတ်တိမဲ့စွာသတင်းဆောင်ပါတွေရေးခဲ့တယ်။ အမှန်တမ်းကျင့်ပြခဲ့တဲ့သတင်းတွေကိုတော့ဗောင်းပြန်လီဆဲပြီးဝါရဖြန့်ခဲ့တယ်။ရာနဲ့ချီတဲ့ရင်ဂျာတွေကိုတပ်ဖြစ်ခဲ့ပြီးတိုင်းနဲ့ချီတဲ့ရင်ဂျာတွေကိုဒုက္ခသည်စခန်းတွေမှာယနေ့ချီပိတ်လောင်ထားတယ်။ပေါ်ရခိုင်ပြည်သူတွေရဲ့ထောက်ခံမှုတွေတနည်းသက်တနည်းကြာဆင်းလာနေတာနဲ့အေးချွန် ါန်ပျောက်ဆုံးနေတဲ့ကိစ္စတစ်ခုကိုအေအေကလှုပ်ကြံဖန်ကြည့်ပြီးရခိုင်ခြေဆိုင်မီဒီယာတွေနဲ့ပူးပေါင်းကအကုံဝိုင်းပြီးသတင်းမှန်ဖြစ်ရမှန်ကိုပြည်သူတို့ပေါ်မချပြပဲနဲ့သတင်းမှားတွေရေးသားပြီးဝါရဖြန့်နေတယ်။ရခိုင်ပြည်သူတွေကရိုဟင်ဂျာလက်နက်ကိုင်တွေအပေါ်အာယုံစိုက်လာရင်အေအေထောက်ခံမှုတွေအလိုလျောက်တဟုံထိုးတိုးလိုက်နိုင်မှာကိုယူရပြီးပျောက်ဆုံးမင်းတဲ့ဦးအေးထိုးမှကိစ္စဟာအေအေနိုင်ငံရေးမူဝါဒဖြစ်ကြောင်းနိုင်ငံရေးကြွချက်သူတဦးကသူ့ရဲ့အတွေ့အမြင်နဲ့တုံ့တက်ပြောဆိုခဲ့ပါတယ်။ மஞ்சள் தீ